ားလုံးဝင်မယ်လို့ခင်ဗျာဝင်းဘော်ချန်နယ်ကနေအားလုံးကိုချုပ်ဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မနက်ဖြန်တင်းနေရင်းညမှာရှင်မြန်ကစားကြမယ်မန်ချက်စတာစီးတီးနဲ့လီဗာပူးလ်ရဲ့ပွဲချုပ်သုံးတဲ့ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဝဲတင်ကတော့တင်းနေရင်းညမြန်မာစံတော်ချိန်ည7:00နာရီမှာကစားမှာဖြစ်ပါတယ်ဒီနေ့တင်းကတော့ခုနောက်ပိုင်းနှစ်တင်မှာဆိုရင်အရန်ကိုအောင်မြင်လာတဲ့အတင်းနဲ့တင်းလို့ပြောရမယ်မန်ချက်စတာစီးတီးတင်းဆိုရင်လည်းခုနောက်ပိုင်းနှစ်တင်မှာဆိုဇက်တိုက်ကိုချန်ပီယံစုတွေဇက်တိုက်ကိုယူပြနေတယ်လီဗာပူးဆိုရင်လည်း ဒီဂျာကင်ကလော့လက်ထက်မှာအရန်ကိုအောင်မြင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်တယ်ဒီပြီးခဲ့တဲ့ဒီနီးပြကြောင်းလဲမှာဆိုရင်လည်းဒီအာနီစလော့အနေနဲ့လီဗာပူးနဲ့အမှတ်ပေးချန်ပီယံဖြစ်ခဲ့တယ်နောက်ပြီးဟိုပို့ပြီးတော့ဆဲလို့ရှာဖို့ကောင်းတာကဒီနှစ်သင်းတွေ့တိုင်းအရန်ကိုအကျိတ်နဲ့ရှိတယ်ဗျဂျာကင်ကလော့နဲ့ပတ်ကွာတွေကိုလာထိတ်တိုက်တွေ့တိုင်းလဲဒီအရန်ကိုကြည်ကောင်းတဲ့ပွဲစဉ်ဖြစ်ခဲ့တယ်ဒါပေမဲ့မနစ်ကတော့ဒီမန်ချက်စတာစီးတီးကဒီရိုဒရီဒန်ရပြီးတဲ့နောက်ပိုင်းအသင်းရဲ့ဒီကစားပုံကအနှဲငယ်ဒီအခြေရင်သွားတယ်လို့ပြောရမယ် ထူးသဖြင့်ဒီကွင်းလယ်ပိုင်းကဒီပွဲတိုင်းလုံးမလုံးတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မနစ်ကတော့လီဗာပူးကဒီမန်ချက်စတာစီးတီးတင်းကိုအိမ်ကွင်းရောအဝေးကွင်းရောနှစ်ကြော့စလုံးအနိုင်ကစားထားတာကိုကျွန်တော်တို့တွေ့ရတယ်။ဒီတစ်ချိန်မှာရောဒီလီဗာပူးအနေနဲ့မန်ချက်စတာစီးတီးကိုဘယ်လောက်ထိဒီအနိုင်ပြမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်။ဒီပွဲတင်ကမန်ချက်စတာစီးတီးနီးပြပက်ဂွာဒီယိုလာရဲ့ပွဲတစ်ထောင်ပြင်းမြောက်တဲ့ပွဲစဉ်လည်းဖြစ်တယ်။နောက်ပြီးတစ်ဖက်ကလီဗာပူးအသင်းကလည်း သူတို့အနေနဲ့ချန်ပီယံစုကိုကာကွယ်ဖို့အတွက်ဆိုရင်ဒီပွဲတင်ကိုတည်ဒါမှမဟုတ်ဒီအနိုင်ရအောင်မဖြစ်မနေကံဖို့လိုပါတယ်ဒါမှသာလေနှစ်သင်းစလုံးရဲ့ title race ဒီမျှော်လင့်ချက်ကပိုပြီးတော့အားကောင်းမှဖြစ်ပါတယ်နောက်ပြီးတကယ်လို့ဒီအာဆင်နယ်အနေနဲ့ဒီစနေနေ့ညမှာရလဒ်တစ်ခုခုဒီဒီတည်ကြခဲ့တာဖြစ်အဲ့လိုမျိုးရလဒ်ဖြစ်ခဲ့တယ်ဆိုရင်ဒီပွဲတင်ကပိုပြီးတော့တောင်းဒီကြည့်ကောင်းမဲ့ပွဲစဉ်တွေဖြစ်လာနိုင်မယ်လို့ကျွန်တော်ကတော့ထင်မိပါတယ် ဟိုပထမဦးဆုံးဒီနေ့တင်ညာလက်ရှိအခြေအနေတွေကိုကျွန်တော်တို့သုံးသပ်ကြအောင်မန်ချက်စတာစီးတီးကတော့ဒီနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိ9ပွဲမှာဆိုရင်၄ပွဲထိနိုင်ပြီးတော့တဝဲရှုံနေထားတယ်။နိုင်ခဲ့တဲ့ပွဲစဉ်တွေကတော့ဒီအိမ်ဝင်းမှာဘန်လေးကို9ဂိုးတခုနဲ့နိုင်တယ်။ဘရက်ဖို့ကိုအဝေးဝင်းမှာတဂိုးကိုရှိနေနိုင်ပြီးတော့အေဗာတန်ကိုအိမ်ဝင်းမှာ2ဂိုးကိုရှိနေနိုင်တယ်။နောက်ပြီးဒီပြီးခဲ့တဲ့တစ်ပတ်ကဒီဘုံမောက်လိုအသင်းကိုဒီအိမ်ဝင်းမှာ3ဂိုးတခုဆိုတော့ရလနိုင်နိုင်ရရှိခဲ့တယ်။ရှုံနေခဲ့တဲ့ပွဲစဉ်ကတော့အက်စတွန်ဗီလာကိုတဂိုးကိုရှိလို့ရလနိုင်ရှုံနေခဲ့တယ်။လီဗာပူးကတော့ ဒီနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလီ၅ပွဲမှာဆိုရင်၄ပွဲထိရှုံးနေတာပြီးတော့တပွဲပဲအနိုင်ရရှိတာပါတယ်အဲ့ပွဲကတော့ဒီပြီးခဲ့တဲ့တပတ်ကဒီအက်စတွန်ဒီအက်စတွန်ဗီလာကိုအိမ်ဝင်းမှာဒီနှစ်ခုခုမီဆိုတော့ရလိုက်နေဒီအနိုင်ရရှိခဲ့တယ်ဂျာဂျာရဲ့ထမှာကန်ခဲ့တဲ့ချန်ပီယံလိပွဲထဲမှာတော့ဒီဘီမတ်တွေ့တင်ကိုအိမ်ဝင်းမှာတကူမီဆိုတော့ရလိုက်နိုင်ရရှိခဲ့တယ်ဒီပွဲထဲမှာဆိုလေဘာဦးနေနဲ့အကောင်းဆုံးပုံစံပြသနိုင်ခဲ့လို့ပြောရမယ်ဆိုတော့လက်ရှိအနေအထားတွေကမန်ချက်စတာစီးတီးတင်းကလီဗာပူးထက်ပိုပြီးတော့ ဖောင်ကောင်းတယ်လို့ပြောလို့ရတယ်နောက်ပြီးဒီပက်ဂွာဒီယိုလာရဲ့ဒီမန်ချက်စတာစီးတီးတင်းကခုနောက်ပိုင်းပွဲတင်နေမှာဆိုရင်အတက်ကင်ပိုင်းကပို့ပြီးတော့ရှော့ဖြစ်လာတာကိုတွေ့ရတယ်ထူးသဖြင့်သူတို့ရဲ့ဒီတိုက်စစ်မှုကြီးဖြစ်တဲ့အားလဲဟာလိုင်းကခုနောက်ပိုင်းပွဲတင်နေမှာဆိုရင်တကယ်ကိုဂိုးတွေကိုစတိုက်တွင်းပြနေတယ်ပရီးမီးယားလိမှာဆိုတော့နောက်ဆုံးကစားခဲ့တဲ့10ပွဲမှာဆိုရင်73ဂိုးထိတွင်းထားတယ်ဒါဟာတကယ်ကိုကြောင်းမက်ဖွယ်ရာကောင်းတဲ့အမှတ်တမ်းတစ်ခုဖြစ်တယ် ေပါဦးကတော့ခုနောက်ပိုင်းပွဲတင်နေမှာဆိုရင်ခန်စစ်ကခြေစမ်းမိုက်တင်းငင်လာလို့ပြောရမယ်နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာဆိုရင်နှစ်ပွဲစလုံးကိုကလင်းရှစ်ရယူထားနိုင်တာကိုတွေ့ရတယ်အိမ်ဝင်းမှာဒီအက်စတွန်ဗီလာကိုနှစ်ဂိုးကိုမရှိဆိုရရနိုင်နိုင်တယ်ကျိုင်းမှာကိုင်းကချမ်ပီယံလိပွဲတယ်မှာဆိုလေဒီရီယယ်မက်ဒရစ်လိုအတင်းကိုအိမ်ဝင်းမှာတကူကူမိဆိုတော့ရလာနိုင်ရရှိခဲ့တယ်။ဒါကြောင့်အကောင်းဆုံးပုံစံတွေစတိုက်ပြသနေရဲ့မန်ချက်စတာစီးတီးရဲ့တိုက်စစ်ပိုင်းနဲ့ခြေစွမ်းပိုင်းတင်းနေလာတဲ့လီဗာပူးရဲ့ခန်းစစ်ထိတိုက်တိုးဆုံမှုမှာဘယ်တင်းကအနိုင်ရအောင် စွမ်းဆောင်နိုင်မလဲဆိုတာကလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်ဒီနှစ်သင်းကြားနောက်ဆုံး6ကြိမ်တွေ့ဆုံမှုကိုကျွန်တော်ကြည့်အောင်နောက်ဆုံး6ကြိမ်တွေ့ဆုံမှုမှာဆိုရင်လီဗာပူးက3ကြိမ်ထိနိုင်ပြီးတော့မန်ချက်စတာစီးတီးကတစ်ကြိမ်ပဲနိုင်ရရှိထားပါတယ်နှစ်ကြိမ်သေးကြတာပါတယ်ဒါကြောင့်ထိတွေ့တွေ့ဆုံမှုမှာဆိုရင်လီဗာပူးကအခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ဒီမန်ချက်စတာစီးတီးကိုအသာသေးရယူထားတာကိုတွေ့ရတယ်မနစ်ကဆိုလဲဒီနှစ်ကြော်စလုံးကိုဒီမန်ချက်စတာလီဗာပူးကမန်ချက်စတာစီးတီးကို ဒီအနိုင်ရရှိအောင်စွမ်းဆောင်ထားတာကိုတို့တွေ့ရတယ်။အဲ့ပွဲမှာဆိုရင်မဂျက်တာစီးတီးရဲ့တိုက်စစ်ပိုင်းကိုပေးကူးမရှိအောင်ကိုဒီလီဗာပူးရဲ့ခံစစ်ကအကောင်းဆုံးဒီစွမ်းဆောင်ထားနိုင်တာကိုတွေ့ရတယ်။ဒါကြောင့်ဒီတစ်ချိန်ကပို့ပြီးတော့ဒီစိတ်ဝင်စားဖို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်။နောက်ပြီးဒီပွဲစဉ်ကပို့ပြီးတော့ထူးခြားထူးခြားဖို့ကောင်းတာကခုနကပြောခဲ့သလိုပဲဒီပက်ကွာဒီယိုလာရဲ့ပွဲထောင်ပြင်းမြောက်တဲ့ပွဲစဉ်လည်းဖြစ်တယ်။ဒါကြောင့်ဒီပွဲစဉ်ကဟိုမန်စီးတီးနည်းပြပက်ကွာဒီယိုလာအနေနဲ့ဒီပွဲစဉ်ကို မရှုံးအောင်ကစားလိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ်ဘာလို့လဲဆိုတော့ Manchester City နဲ့ပတ်ကွာဒီလာကသူရဲ့ဒီပြဘဝတစ်ချောင်းမှာဒီလိုမျိုးဒီပွဲ900ပြည့်တို့ပွဲ900ပြည့်တို့အခုလိုမျိုးပွဲစဉ်တွေမှာဆိုရင်ဒီမရှုံးအောင်ကစားထားတာကိုတွေ့ရတယ်ဒါကြောင့်ကျွန်တော်ကဒီပွဲစဉ်မှာ Manchester City ပြပတ်ကွာဒီလာအနေနဲ့ Liverpool ကိုအနည်းဆုံးအိမ်ဝင်မှာတည်ရီလောက်တော့ကန်နိုင်လိမ့်မယ်လို့ထင်တယ်အနိုင်ဆိုရင်တော့ Manchester City ကိုရွေးချယ်ပေးခြင်းပါတယ်ဗီဒီယိုလေးကိုစုံတီကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ